ကဘာကြီးကအရန်နဲ့တိုးတက်လာတဲ့အများစေးုပ်တွေကလည်းအလွန်ထုံးကားလာတယ်။အခုဆိုရင်အိမ်မှုကိစ္စတွေအားလုံးကိုစေးုပ်တင်တယ်ပဲစီမံပြီးလူတွေကအေးအေးလူလူနေနိုင်နေပြီဖြစ်ပါတယ်။ဒါပေမဲ့လည်းတင်းစိန်ဆိုသူကတော့အေးအေးလူလူမနေနိုင်မဲ့တနေ့တကြီးကနေလာရည်ဆိုတဲ့လေတော့ကိုလာရောက်ပွန်ချောင်းတယ်။ပွန်ချောင်းသားတောင်တယောက်တည်းမလာဘဲနဲ့တာဖြစ်သူဖိုးကင်းကိုပါခေါ်ခေါ်လာတော့ဖိုးကင်းလည်းအရန်နဲ့ပြေးနေရပါပြီ။အချိန်မှပဲတိုက်ဆိုင်စွာနဲ့လာရည်ရဲ့ခင်ပေါင်းဟောင်းတိန်ဝင်းတိန်ဝင်းရဲ့နောင်မိမခင်မမြင်တဲ့လာရည်နဲ့တိန်ဝင်းတို့ရဲ့မွေးစားသမီးလေးအီမီတို့ကလည်းအလဲပတ်ရောက်ရှိလာတယ်။ခဏကြာတော့ဘေးငါအနီတိုးဆိုသူကလည်းထက်ရောက်လာပြန်တယ်။ ထောင်ဆောင်နိုင်လူဆုံးပြီဆိုရင်တော့ပြဿနာဆက်တက်လို့ရပြီဖြစ်ပါတယ်လူရီယာလုံချုံရေးအတွက်ကရုံးစေယုတ်လို့ခေါ်တဲ့အထူးစေယုတ်တွေကိုတီထွင်ထားခဲ့ကြတယ်အခုချိန်မှာတော့ဒီကရုံးစေယုတ်တွေဟာတဖြည်းဖြည်းညံရင်မြင့်မားလာပြီးလူသားတွေကိုပြန်လဲအုပ်စိုးဖို့ကြိုးစားလာပြီဖြစ်ပါတယ်ဒီလိုနဲ့အင်လာနယ်နဲ့လူရီကလည်းအပြင်ပြန်တော့ဖို့လုပ်တဲ့အချိန်မှာတော့တကားတွေကဖွင့်မရတော့ပါဘူး ကြောင်းကားတော့ကရုံးစေးရုပ်တရားအပြင်လောကမှာအနီးရဖြင့်တမတ်ချက်မြန်မာနေရာကြောင့်မလို့ဘသူကမှအပြည့်ပြုံးထွက်တတ်လို့ဖြစ်ပါတယ်။အင်းရင်းစေးရုပ်တွေကလည်းကရုံးစေးရုပ်တွေကိုမရှင်နိုင်လို့ဖွင့်ပွင့်နိုင်စမ်းမရှိပါဘူး။ဒီတော့နောက်မိမနဲ့ဟန်နီမွန်တောင်းဆရာရှိတဲ့တင်ဝင်းကပဲမှန်ကိုရိုက်ခွဲဖို့ကြိုးစားကြည့်တယ်။ဒါပေမဲ့မှန်ကလည်းကြီးကမှန်နေဖြစ်နေပြန်တော့ဘာမှမထူးပြန်ပါဘူး။အများကြီးခေါင်းစားနေတုန်းတင်ဆိုင်တဲ့လာရီတို့ကတော့ကြောင်းတစ်ခုမှကူစားဖို့ကြိုးစားကြတယ်။ဒါပေမဲ့ကောင်းကောင်းတော့မစားလိုက်ရပဲအင်းရင်းစေးရုပ်မှသားတကောင်လာနောက်ဆက်လို့အစားပြတ်သွားပါလိမ့်။ကရုံးစေးရုပ်တွေကလူတွေကိုအဲကွန်းအောင်သုံးခွင့်မပေးလို့အရန်တွေလည်းပူလောင်ရတယ်။ ီချိန်မှာဟန်နီမွန်အရန်သွားခြင်းနေတဲ့သင်္ကွင်းကအကြံတစ်ခုရသွားပြီးအနီတိုးရဲ့ခွေလေးကိုအေးဖို့ကလုတ်သွားဆွဲခိုင်းကြည့်တယ်။ဒီကလုတ်ကိုဆွဲနိုင်ရင်တကားပွင့်လို့ရမှာဖြစ်တဲ့ဆိုပေမဲ့လည်းခွေဆွဲလိုက်တာကလုတ်ကြီးပဲကျွတ်ထွက်လာတယ်။ဒါလည်းအဆင်မပြေသေးဘူးဆိုတော့ဒီညတော့အားလုံးဒီမှာပဲအေးရမှာတေချာသွားပြီဖြစ်ပါတယ်။ဒီလိုနဲ့အခန်းကြီးခွဲတော်လာကြီးကတင်စိန်နဲ့တခန်းနဲ့နေချင်လို့တမီးဖြစ်သူကပါတင်စိန်တာနဲ့တခန်းနဲ့သွားအေးခိုင်းတယ်။တင်စိန်နဲ့လာကြီးလည်းဒီတကားတော့အပိုင်မဲဆိုပြီးကဲနေလိုက်တာပြတင်းပေါက်ကနေမိုးပြန်ရင်ကြီးနဲ့ကြောင်ညာလိုက်ဝင်တဲ့စော်ကြီးနဲ့သွားတိုးတယ်။တပမာတင်စိတ်သားပူကင်းကလည်းပေအီတူသားပြီးပြီးအီမီကိုရှာကျွန်းနေထိုးခြင်းနဲ့လှုပ်တယ်။အချင်းမှာပန်ဟန်းနီနဲ့မွန်းကျင်နေတဲ့တိမ်ဝင်း င်းကလည်းအကြံတစ်ခုထရသွားလို့အားလုံးကိုလူစုခိုင်းလိုက်ပြီ။တိမ်ဝင်းရဲ့အကြံကတော့သူ့ကားကိုရမူးနဲ့ထိန်းချုပ်ပြီးမှန်ကုန်ဝင်တိုက်ကြည့်မှဖြစ်ပါတယ်။ဒါပေမဲ့လည်းအနီတို့ရဲ့ခွေးကထောက်ဝင်ရှုပ်လိုက်တာကားကြီးလည်းမှန်ကုန်မတိုက်ခင်မှာပဲတိမ်မောက်သွားခဲ့ပြီ။ဒါလည်းအစမပြေလို့စဉ်းညင်းနေပါတယ်။ဆူမချောင်းချောင်းချင်းမြန်ကြီးကလည်းတယောက်လာပြန်ပြီးကားချောင်းချောင်းကြီးထောက်ဝင်ပြန်တယ်။အိုင်နာမှာတော့အန်ဒီတို့ရဲ့လူကြီးသွန်းစေုပ်ကလည်းအိမ်ထဲဝင်ခြင်းနဲ့ဆိုလို့အဝင် only ဖွင့်ပေးလိုက်ရတယ်။ဒါပေမဲ့လူကြီးစေုပ်ကလည်းအကူအညီမရတဲ့အပြင်ဆက်ပါချုပ်ရင်းနေပြီးအန်ဒီတို့ကိုလိုက်တရီတူမဲ့အကြောင်းလေးကြီးလာပြောပြရတယ်။ဒီလိုနဲ့နောက်လို့ချင်းအစီအွေးထမ်းကြပြီးနောက်မှာတော့မီလာမွန်တို့ကဖန်တီးပြီးတော့တခွင်ရဖို့ကြံစည်ကြရတယ်။ရှုံမီမန်တီးရ န်တခွင်မရမှာဆိုလို့ဆက်ချုပ်ရင်းနေတဲ့အနီတိုရဲ့ဆေးရုပ်ကြီးကိုအတုံးချဖို့ကြိုးစားကြည့်ခဲ့။အကြောင်းအနီတိုကလည်းဆေးရုပ်ကိုတဲဝိုက်တော်နီလာနေနဲ့မီရှိုးဂျင်အောင်မြှောက်ပေးလိုက်။တပတ်မှာတော့တိန်ဝင်းရဲ့နာမည်မှခင်မအမြင့်ကလည်းဟန်နီမွန်ထက်ချန်လို့တကားလာဖွင့်ပေးပါဆိုပြီးဆေးရုပ်ဌာနချုပ်ကိုစာလန်းပို့လိုက်တယ်။တပတ်မှာအနီတိုရဲ့လူကြီးဆေးရုပ်ကြီးမီရှိုးနေတော့ဖိုးခင်ကလည်းအိမ်တွင်းဆေးရုပ်တွေကိုခဏထိန်ပေးရတယ်။အကြောင်းကတော့အိမ်တွင်းဆေးရုပ်တွေဟာမီးလောင်ပြီးဆိုရင်အသေးစားပြင်းချင်းကြမှာဆိုလို့ဖြစ်ပါတယ်။များလေးလူများဖို့အလို့ရှုပ်နေချိန်မှာတော့လာရင်နဲ့တင်စိန်တို့ကလည်းထုံးစံအတိုင်းထမင်းနဲ့ထိုးဖို့ပဲစဉ်းစားကြတယ်။ဒါပေမဲ့လည်းမီးချက်ပေးစနက်ဒီစတဲ့အချက်ပြလာတော့တင်စိန်တို့လည်းတန်လန်းကြီးနဲ့ပဲ ဆင်းပြေးလာရပြန်ပြီ။အချိန်မှာတော့အီမီရိုကိုတိုင်လို့ဌာနချုပ်ကနေကရုံးစေယုတကောင်လှုပ်ပေးလိုက်တယ်။ဒါပေမဲ့သူတို့ကိုအပြင်ထွက်ခွင့်ပေးဖို့တော့မဟုတ်ပါဘူး။စေယုကမပြောမစုံနဲ့အိမ်ထဲဝင်လာပြီးသူ့အမိကိုမနာခံတဲ့စေယုတွေကို6လစာနဲ့ပြတ်တက်လိုက်ပြီ။လာကြီးတို့လည်းလေယုံချင်းရှင်လို့မရတော့6လစာတွေကိုမှန်နဲ့ပြန်ကာကြည့်ကြတယ်။စေယုမှသာလဲမျက်လုံးထိသွားတဲ့ဆိုပေမဲ့လူတွေကိုအပူတိုင်းနဲ့ထတ်ကြည့်လို့ရနေသေးပြန်တယ်။ ီလိုနဲ့အဲကွန်းကလည်းမရတာကြောင့်ယာတီဥတုကလည်းတတော်ကိုပူလာခဲ့ပါပြီ။ဒါကြောင့်ကရုံးစရုပ်ကလည်းလူသားတွေကိုတရိษံနေလို့စကတ်ကားပြရင်အဲကွန်းပြန်ဖွင့်ပေးမယ်လို့ဆိုတယ်။လူတွေကလည်းပူနေပြီဆိုတော့မတားနိုင်တဲ့အဆုံးသူခိုင်းနှမြလုပြလိုက်ရတယ်။ဒါပြန်ဒီစကတ်ပွဲကိုဗီဒီယိုရိုက်ပြီး TV မှာပါလွှင့်ခံလိုက်ရပြီ။ဒီလိုနဲ့အဲကွန်းလည်းပြင်ရသွားပြီဆိုပေမဲ့လည်းအဲကွန်းကမျက်ဝင်ရိုးစိုးလောက်အင်းနေပြန်တော့အကုန်လုံးလည်းဖင်တုံအောင်ချမ်းရပြန်တယ်။ ီတော့အကျန်တစ်ခုထရသွားပြီးတအိမ်လုံးကအဝတ်စားတွေကိုအန်ကွန်ပေါက်နားမှာရေစုပြီးလိုက်ကထားလိုက်တယ်။ဇေယမအလုံးလုံးနေချင်းမှာတော့ပေဒူသားလေးဖြစ်တဲ့ဘူကင်ကလည်းအီမီနဲ့ဦးချင်းသားဦးချင်းနဲ့ထိနိုင်ခဲ့ပြီးဖြစ်ပါတယ်။ပမာတိန်ဝင်းနဲ့ကမာမင်းတို့ကလည်းတပွဲတလန်းအကဲဆန်းလိုက်ကြတယ်။အကဲဆန်းတဲ့ဆိုပေမဲ့လည်းကမာမင်းကအသာမပြေမမာဝေဖြစ်နေလို့တိန်ဝင်းပဲညှောနေရတာဖြစ်ပါတယ်။အချိန်မှသူကသူအမှုပညာရှင်တို့လိန်ထားတဲ့တင်စင်ကလည်းအမှုပညာရှင်မဟုတ်ကြအမှန်တမ်းပြောလိုက်လို့လိုက်စမှုသာမကြည့်တော့ပါဘူး။အဲနောက်တိန်ဝင်းဦးဆောင်တဲ့တပွဲကြီးဟာအေကွန်ရှိမှရေခဲထားတဲ့ဝေစားတွေကိုဆင်မြန်းပြီးလက်နက်ပြေးစုံနဲ့ချီတက်လာခဲ့ကြတယ်။အကြောင်းကတော့စေယုတ်ကအပူတိုင်းကိုပဲကြ လိုရမှာဖြစ်တာကြောင့်အင်းနေရင်သူတို့ကိုမမြင်နိုင်တော့လို့ပဲဖြစ်ပါတယ်ဒီတော့ကတုံးစေယုတ်လည်းမမြင်မဆန်းတဲ့ရာသားပြစ်လိုက်တာအင်းနဲ့စေယုတ်တကောင်အသက်ပေးလိုက်ရတယ်ဒီလိုနဲ့စေယုတ်မသားကိုစုံကြီးတွေဝိုင်းလောင်းလိုက်ကြတာဒါဆုံးစေယုတ်လည်းထလိုက်တည်ဆုံသွားခဲ့ပါပြီဒီလိုနဲ့အင်းသားတွေလည်းကတုံးစေယုတ်လက်ကနေလူများလာပြီးအင်းတွေကနေထွက်ပြေးနိုင်ခဲ့ကြတယ်နောက်ဆုံးမှအီမီနဲ့အပေါလမ်းမတဲတဲ့တင်ဝင်းကလည်းနောက်မင်းမယူချင်းစိတ်ပြောက်သွားလို့လာရင်လည်းပဲပြန်ပေါင်းထုတ်ချင်းစိတ်ဖြစ်သွားတယ်အကြောင်းလာရီစီကမစားရတော့တဲ့တင်စိန်ကလည်းခင်မမြင့်ကိုပဲသူ့ရင်ခေါ်သွားဖို့လုပ်တယ်ဒီလိုဖလေရကုံတတိတွေဖြစ်နေချိန်မှာပဲလာကြီးတို့မိသားစုကိုကတုံးစေယုတ်များစွာကဝိုင်းလိုက်ကြပြီအကြောင်းကတော့ကတုံးစေယု ုတကောင်ကိုတပ်ဖြတ်မှုနဲ့ဖမ်းဆီးဖို့ပဲဖြစ်ပါတယ်။အဒါမလို့အီမီကိုစိတ်မချရဲဖိုခင်းကနဲ့အဖေနဲ့လိုက်မသွားတော့ဘဲနဲ့အီမီစုကိုပဲပြန်သွားတယ်။ဒီလိုအားလုံးတိုင်ပန်းနေတဲ့အချိန်မှာပဲဘေကမမတိတဲ့ဒရုန်းတွေရောက်ရှိလာပြီးကရုန်းစေးရုပ်အားလုံးကိုဝင်စော်သွားပြီ။တကယ်တော့ဒီဒရုန်းတွေကိုဘယ်သူကမှလွတ်လိုက်တာမဟုတ်ပါဘူး။အနန်းကျုပ်ကကရုန်းစေးရုပ်တကောင်ဟာတပ်ပြရမယ့်လူသားစင်းရင်ကိုဖန်တီးခြင်းကနေခလုတ်တွေမာနေပြီးကိုယ့်ပုံကိုပြန်ထည့်မိသွားတယ်။အချောင်းမလို့ဒီဒရုန်းတွေဟာတရုတ်ထဲတူနေတဲ့ကရုန်းစေးရုပ်တွေအားလုံးကိုလိုက်ရှင်းနေကြတာဖြစ်ပါတယ်။စေးရုပ်ဒီပညာရေးကြောင့်တကားပွင့်မရပဲဆက်ပြတဲ့လင်ပြောက်ခဲ့ရတဲ့ဇာလန်လေးဖြစ်ပါတယ်။ဒီဇာလန်လေးတွေကလို့မပြည့်ချင်ရင်တော့အိမ်ကတကားတွေကိုရေ ီယိုရှင်းရှင်းမြန်မာလိုပဲကလန့်ထုတ်ထားကြဖို့အကြံပေးခြင်းပါတယ်ကျေးဇူးတင်ပါတယ်